ဒါကော channel ကိုအားပေးနားဆင်နေတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးဆရာအက္ခဆော်ခြေသားထားတဲ့လေကန်းကြီးဆိုတဲ့ဖြည့်ရမန်ဇလံကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ပြီးတော့မှတင်ဆက်ပေးလိုက်ပါတယ်အားပေးနားဆင်ပေးကြပါအောင်ခင်ဗျာအချိန်အပြည့်2000ပြည့်လွန်နေခန်းကဖြစ်တယ်ညတကောင်တစ်ချက်တီးကြော်ချင်းဖြစ်ပြီးလာပြည့်နီးနေပြီဖြစ်တာကြောင့်ပဝင်းချင်းတစ်ခွင်းမှလည်းလာရောင်ကြောင်ဝင်းလန့်နေ တာယာဝရီမျိုးနဲ့လှဲလန်းကူးရွာကြဖောက်လုထားတဲ့မြေသာလန်းကြီးမှာလဲလရံအောင်မှာဖြောင်ဖြူးနေတယ်။တာယာအေးရွာသားကိုထွန်းမြင့်မှာစပိန်စုပ်ကလေးတစ်စီးကိုတကြီကြီးနဲ့စီးနှင်းလာတယ်။စပိန်ထိတ်မှာလဲနိုးစီကွက်အတွင်ဖျောင်းနိုင်ထဲထွန်းပြီးတော့ချိတ်ဆွဲလာခဲ့။ကိုထွန်းမြင့်မှာချားလို့တော့မဟုတ်ဘူး။ဂမ်မီယာကြောင့်ငကားကလေးကောက်ရခဲ့တယ်။တာယာအေးရွာကဥတင်ဝင်းရဲ့သားဖြစ်တယ်။ကိုထွန်းမြင့်မှာအသက်25နှစ်အရွယ်ကန်ရှိတယ်။ ိုထွန်းမြင့်မှာအဲ့ဒီအချိန်ကတာယာဝရီဈေးထဲမှာ9ရောင်းတဲ့အလုပ်ကိုလုပ်ကင်တယ်။တာယာဝရီဈေးမှာမနက်၄နာရီခွဲ9နာရီအချိန်မှာစီကားနေပြီဖြစ်တယ်။မနက်6နာရီ9နာရီဆိုရင်တော့ဈေးကွဲသွားပြီဖြစ်ပြီးကိုထွန်းမြင့်ကဈေးစီတဲ့အချိန်ကိုမှီဖို့အတွက်ညာကြီးသကောင်ထွက်လာခဲ့တာလည်းဖြစ်တယ်။တာယာဝရီကိုမနက်2နာရီခန့်အချိန်ရောက်တဲ့အခါမှာငါးတိုင်းကနေငါးတွေယူတယ်။ဈေးကိုပြန်ရောက်ခင်းချင်းပြီးတော့ဈေးစီကားတဲ့အချိန်ကိုစောင့်ရောင်းတယ် မနေ့၈နာရီခန့်မှာဈေးဆိုင်တင်းပြီးတော့ပြန်လာလေးရှိအဲတာလမ်းမကြီးမှာ ပြောင်ပြူးလို့နေတယ်ညနေတကောင်ဖြစ်တာမို့လို့တာလမ်းမပေါ်မှာလူတယောက်မှတော့မရှိဘူးအခြားသူတွေအတွက်ကတော့အခုချိန်မှာသွားလာနေရသည်မှလည်းထိတ်လန့်ပွေဖြစ်ပေမဲ့ကိုထွန်းမြိုင်မှာတော့အဲ့ဒီလမ်းကိုမိုးရွာရွာနေပူပူလာတာတာလိုင်းမိုင်းမှအနည်းနည်းညညတယောက်တည်းဖြတ်တန်းခဲ့ရသည်မှလည်းကြာမြင့်လာပြီဖြစ်တဲ့အတွက်အထိတ်လန့်စရာကြောက်စရာလိုမထင်တော့ ကိုထွန်းမြိုင်မှာလေကလေးတချွန်ချွန်နဲ့စပိတ်နင်းလာရင် မကြခင်မှာငုတ်ပေါက်ကုံအနီးကိုရောက်လာခဲ့အဲ့ဒီနေရာမှာကုံတရာကလေးတစ်ခုရှိငှက်ပေါက်ကုံလို့ခေါ်တာကလည်းကုံအနီးမှာရှိတာကြောင့်ငှက်ပေါက်ကုံတရာလို့အများကခေါ်ဆိုကြတယ်အဲ့ဒီကုန်းတရာကလေးနီးမှာတရဲအလွန်၆တဲလို့အများကပြောဆိုကြပေမဲ့လေကိုထွန်းမြင့်မှမယုံကြည်ဘူး။ညာကြီးတကောင်သွာလာနေရပေမဲ့လေအခုချိန်ထိတရဲအချောက်မခံရဘူးတာကြောင့်မယုံကြည်တာလည်းဖြစ်တယ် စပိန်နင်းလာရင်နဲ့မနေ့မနေ့ကဈေးထိပ်မှာရှိတဲ့လပိအဆိုင်မှာပြောဆိုခဲ့ကြဘူးတဲ့အကြောင်းအရာတွေကခေါင်းနဲ့ရောက်လာခဲ့အမောင်အင်းဝင်းငှက်ပေါကုန်တရားမှာတရေချောက်ခင်ရလို့တဲကွာတိုက်ကနင်းနဲ့ကိုတန်းဝင်းမှာမောင်အင်းဝင်းအချောင်းကိုဖောက်တယ်ချနေအေကိုထုံးမြင့်ကတော့ထုံးစံတိုင်းမယုံအလကားပါဗျာကျုံညာကြီးတကောင်သွားလာနေတာပဲနှစ်ပေါင်နေပြီဘာတရေမှမတွေ့ဘူးပါဘူးဗျာအထာနဲ့ဒီကောင်ကဘယ်ချိန်သွားလို့လဲအညာ၈နှစ်လောက်ကားလို့ပြောတာပဲကွာ အဲသူကတာယာဝရီကနေစိုက်ကားနဲ့ကုန်းနေဝယ်ပြီးတော့ပြန်လာတာကွာကုန်းတရားဘဝတက်တော့စိုက်ကားကတစ်ချက်ဆောင်သွားပြီအကုန်ထုတ်တွေပြုတ်ကြတဲ့အတန်လိုမျိုးဖြစ်တာနေကွာအနောက်ကိုလှည့်ကြည့်တော့ဘာကုန်းထုတ်မှမတွေ့ရမယ်မဲမဲကောင်းကြီးတကောင်တွေ့တယ်ဆိုပဲကွာမောင်အေးဝင်းကစိုက်ကားကိုဒုံနေပြီးပြေးတာရွာရောက်တော့မောဆုံနေလို့မနေ့နာနဲ့ယူနေရတဲ့တဲကွာအကိုတန်းဝဲပြောလိုက်တဲ့အခါမှာကိုထွန်းမြင့်ကတအားနဲ့ရီမောလိုက်တယ်ဟဲ့ကောင်ထွန်းမြင့်မင်းလည်းတတိထားနော် မင်းညာကြီးချိန်ပြီးတော့သွားလာနေတာဒီတခါမင်းနဲ့တွေ့ရင်မင်းကိုကိုချိုးသွားမလားပဲကွာခမ ्या ကလည်းဗျာကျုပ်ကိုကြောက်တယ်ထင်ပြီးတော့လာချောက်နေနေအကျုပ်အဲ့ဒီလမ်းမှာဘာသေးမှမတွေ့ဘူးအဲ့ခမ ्या ပြောတဲ့တရေကိုကျုပ်တွေးလိုက်ချင်ပါရဲ့ဗျာအဲ့ဒီအကြောင်းအရာကိုပြန်စင်စားရင်းနဲ့ကုန်းတရားကလေးနဲ့နီးကပ်လာခဲ့ပြီကုန်းတရားကလေးဘော်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာတရားပောင်လျင်းပေါ်မှာလူတယောက်စောင့်ကြောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာခီးသွားလာတဲ့အချိန်မဟုတ်တာကြောင့် အဲ့ဒီလူမလူမဟုတ်ပါမလားလို့ကိုထွန်းမြင်တွေးနေမိဒါပေမဲ့မကြောက်တဲ့သူဖြစ်တာကြောင့်အချိန်မတော်ထွက်ထိုင်နေတဲ့ကာလာသားတယောက်ဖြစ်မယ်လို့တွေးလိုက်မိကုန်းတရားပေါ်အတက်မို့စပင်းအချိန်ကရော့ချသွားတယ်အဲ့ဒီအချိန်မှာကိုထွန်းမြိုင်ခေါင်းထဲမှာအတွေ့တစ်ခုပေါ်လာတယ်အဲ့တရားပေါ်မှာထိုင်နေတဲ့လူကိုခြောက်လန့်ပြောဆိုဖို့ဖြစ်တယ်အဒီလိုနဲ့တရားကို စပင်းနဲ့ဖြတ်တန်းပြီးတော့အဲ့ဒီလူရဲ့အနားကိုရောက်လာတယ်အဲ့ဒီလူဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီလူရဲ့လက်ဘေးမှာကြက်ကြီးကိုလိမ်ထားသလို တွဲလောင်းကြနေပြီးတော့အဲ့ဒီလူရဲ့ဥကောင်းမှလည်းရင်ဘတ်မှာတွဲလောင်းကြီးဖြစ်နေအဲ့ဒီဖြစ်ကိုမြင်တဲ့အခါကိုထွန်းမြင့်မှာအလွန်ထိတ်လန့်သွားတယ်အဲဒါကြောင့်စပိန်ကိုအလင်းမြန်နင်းဖြတ်လာခဲ့ကုန်းတရားနဲ့အတော်လှန်လှန်ရောက်တဲ့အချိန်အနောက်ကိုလှည့်ကြည့်တဲ့အခါမှာအဲ့ဒီလူမှာအေးအေးလူလူပင်ထိုင်နေစေဖြစ်တယ်အဲကိုထွန်းမြိုင်တကူလုံးချက်သိမ်းမွေးချင်းတွေထထောင်ပြီးတော့ခေါင်းနှပန်းတွေမှာလည်းပုံမူကြီးမားလာတယ်လို့ထင်ရတယ်အဲဒီလူနဲ့စပိန်ကိုအတော်နှင်ပြီးတော့တာယာဝတီမြို့ကိုထွက်လာခဲ့ အမနဲ့ဈေးဆိုင်တင်းပြီးတဲ့နောက်ကိုထုံးမြင့်တရောလပိတ်ဆိုင်မှာထိုင်နေတယ်။အဲ့ဒီချိန်မှာပဲစိုက်ကားနင်းတဲ့ကိုတန်းဝင်းမှာအုတ်ထုပ်ကိုရက်တောင်လှုပ်ခတ်ပြီးတော့ဆိုင်တွင်းကိုဝင်းလာတယ်။ကိုထုံးမြင့်ကိုတွေ့တာနဲ့ကိုထုံးမြင့်ထိုင်တဲ့ဇပွဲမှာဝင်းထိုင်တယ်။အာဟိုးလေးကမောင်အေးဝင်းပြောတာမှန်တယ်ဗျို။ဟိုကိုတန်းဝင်းကမျက်မှောင်ကျုပ်ပြီးတော့ဟာဘာမှန်တာလေးဗျာအဆုံးမရှိအဆမရှိ။ဩဒီလိုပါ။မောင်အေးဝင်းကိုချောင်းလွန်လိုက်တဲ့တရေကြီးကိုအကျုပ်ဒီနေ့မနက်ပဲတွေ့လာခဲ့တယ်။ ဟေးဟာဘယ်လိုပုံစံကြီးလဲကွာအလူတော့လူပဲဗျာလေပင်ရှည်ကြီးပဲဗျာခေါင်းကရင်ပနားမှာတွဲလောင်းကြီးကျနေတာပြိုအဲ့ဒါနဲ့ပဲမင်းထွက်ပြေးလာတယ်ဆိုပါတော့ထွက်မပြေးလို့ဘာလို့ရမှာလဲဗျာမင်းကွာဒီတရေတော့ငါနဲ့သာတွေ့လိုက်ချင်းငါသာဆိုရင်လေအဲ့ဒီတရေကိုမင်းကငါ့ကို၆ချင်တာလားကွာဆိုပြီးတော့မင်းမင်းပြီးတော့ဝနပန်ချင်းမှာကွာကိုတန်းဝင်ခမရလေးကိုနည်းနည်းရှော့ အကျုပ်လို့မကြောက်တတ်တဲ့လူတော်မှာနင်းနေလန့်နေဗျာခမည်းသားဆိုရင်တော့မူးမေ့ပြီးတက်သေးမှာဗျာအောင်မလေးကွာငါကကြောက်ကြပါကွာတည်ရဲ့လောက်ကတော့မကြောက်တတ်ပါဘူးကွာအဲကိုထွန်းမြင့်မှာမကြခင်ကိုတန်းဝင်းကိုနှုတ်ဆက်ပြီးတော့အိမ်ကိုပြန်လာခဲ့လိုက်တယ်အဲကိုထွန်းမြင့်မှာနောက်တနေ့မှာအဲ့ဒီတည်ရဲ့ကြီးနဲ့ဆုံတွေ့မလားဆိုပြီးတော့ကြောက်လန့်နေပြီပဲအဲနောက်ပိုင်းမှာတော့ထပ်မံမတွေ့တော့အဲကိုထွန်းမြင့်တွေးမိတာကတော့တည်ရဲ့တစီတွေမှာလူအများပြောကြတဲ့အကြောင်းအရာတွေကို ကြားနိုင်စွမ်းရှိတယ်လို့ထင်မိအမီမီမှာမောင်အေးဝင်းကိုတရေအချောက်ခံရစဉ်ကတရေနဲ့တွေ့ကျင်တယ်လို့ပြောဆိုမိလိုက်တာကြောင့်တရေကသူရှိတဲ့အကြောင်းပြသတဲ့အနေနဲ့ချောင်းလန့်လိုက်တာဖြစ်မယ်လို့ယူဆသုံးရက်ခန့်ကြာတဲ့အခါမှာကိုတန်းဝင်းတယောက်လက်ဖက်ဆိုင်ကိုရောက်မလာဘူးအကိုထွန်းမြင့်မှာနေ့စဉ်နေ့တိုင်းလက်ဖက်ရည်တောက်ပြီးစကားစမြည်ပြောဆိုနေကြဖြစ်တဲ့ကိုတန်းဝင်းမလာတဲ့အခါမှာအစိတ်ထဲမှာတခုခုလိုအပ်နေတယ်လို့ဖြစ်နေမိအဇီးကပြန်တဲ့အခါမှာစိုက်ကားကိတ်ကိုဝင်ပြီးတော့ကိုတန်းဝင်းအကြောင်းကိုမေးကြည့်ပြီ အမောင်တန်းဝိနေမကောင်းမှုတွေဟာအငှက်ပေါက်ကမှတရေချောက်ခံရပြီတော့အပြင်းဖျားနေတယ်လို့ပြောတယ်။အကိုထုံးမြင့်မှာအံ့ဩသွားမိတယ်။အဲဒါကြောင့်လက်ဖေးဆိုင်ကနေကိုတန်းဝင်းအကြိုက်လက်ဖေးရည်နဲ့အိကြခွေးကိုဝယ်ယူပြီးတော့အိမ်မပြန်ခင် ကိုတန်းဝင်းအိမ်ဘက်ကိုလှည့်ဝင်ခဲ့တယ်။အဲတငယ်ချင်းတယောက်နေမကောင်းတဲ့အချိန်မှာမင်းမင်းရတီမှလည်းမိတ်ဆွေတယောက်ရဲ့တောင်းဝင်ပဲမဟုတ်ပါလား။အကိုတန်းဝင်းအိမ်ထဲကိုဝင်လိုက်တာနဲ့စောင်းကြားကြီးခြုံထားတဲ့ကိုတန်းဝင်းကိုတွေ့လိုက်ရတယ်။ဟာထုံးမြင့်မှာလား။လာကွာ။ ဟာကိုတန်းဝင်းကိုတရေကြီးကစော်ထဲလိုက်တယ်ဆိုဗျ။အေးကွာပြောကူမပြောချင်တော့ပါ။အဖြစ်ကဒီလိုဟေး။အဲ့ဒီနေရာငါစိုက်ကားသိမ်းပြီးတော့အပြက်မှာတငယ်ချင်းတယောက်နဲ့တွေ့တာနဲ့ဘုံဆိုင်သွားကြတာပေါ့ကွာ။ဘုံဆိုင်ကပြန်တော့ညာရှင်းနိုင်ကြုံနေပြီကွာ။အလူကလည်းခက်ထွေထွေကလေးဖြစ်နေပြီ။အဲ့ဒီငှက်ပေါက်ကုန်းနာရောက်တော့ငါစိတ်တွေကြောက်စိတ်နေနဲ့ဖြစ်သွားမိသေးတယ်ကွာ။ဒါပေမဲ့မူးနေတာဆိုတော့စိတ်ကလည်းကြွနေတယ်မဟုတ်လားကွာ။ငှက်ပေါက်ကုန်းကိုဖျက်ရင်းနဲ့ ါဇက်ကနေတရေကိုအော်ဆဲပြီးတော့နင်းလာခဲ့တာတဒါစင်းကြတော့စိုက်ကားကအရှိကိုဆက်မသွားတော့ဘူးကွာတဒါစင်းဆိုတာနင်းစရာတော့မလိုဘဲနဲ့ဖရီးရိုက်ပြီးတော့စင်းလို့ရတယ်မဟုတ်လားကွာငါလည်းမတ်တက်ထပြီးတော့အားဆိုင်နင်းတာပဲဟေးစိုက်ကားကရှေ့ကိုမရွေ့တော့အနောက်ကတယောက်ယောက်ဆွဲထားတဲ့အထင်ပြီးနောက်လဲကြည့်လိုက်တော့ဖျောင်ရင်နင်းတဲ့ကောင်းကြီးမဟုတ်ဘူးငါစိုက်ကားကိုလက်နဲ့အတင်းဖမ်းဆွဲထားတာငါလည်းဘယ်ရမလဲတရေကိုအော်ဆဲတာပေါ့ကွာ အဲနောက်တော့စိတ်ပေါက်ပေါက်နဲ့တင်ရဲကိုဆင်းပြီးတော့ထိုးတာဟေ့အတီကောင်းကိုကြီးကတီရွယ်၆တွေစုထည့်ထားတယ်အေဂျီတလုံးလိုပဲဟေ့ထိုးလိုက်ရင်ရွတ်ငနေရွတ်ငနေနဲ့လက်ကနှစ်နေဝင်သွားတာကွာအာဒီကောင်းကြီးငါ့ကိုပြန်ထိုးတာကြတော့အုံသေးကြောက်ကြီးနဲ့ပေါက်သလိုပဲကွာနာလိုက်တာပြောမနေနဲ့နောက်တော့ထိုးရင်ထိုးရင်မနေနိုင်မှန်းသိတာနဲ့တံတားပေါ်ကနေခုံချပြီးတော့အိမ်ကိုဒွန်းပြေးလာခဲ့တာပဲဟေ့ဟောဒီမှာတွေ့လားခြေထောက်တော်နေနေနားနေအဲကိုတန်းဝင်းကကြောင်ကိုင်းနေတဲ့ခြေထောက်ကိုလက်ညှိုးထိုးပြတယ် ခမရအဲ့ဒါဗဇက်စောလို့ဖြစ်တာဗျာအကျုပ်ပြောပြမယ်တရေကလူတိုင်းကိုမချောက်ဘူးနော်မောင်အင်းဝင်းတရေချောက်ခံရတယ်ဆိုတော့အကျုပ်ကဒီတရေနဲ့တွေ့ကျင်တယ်လို့စိတ်ထဲပြောလိုက်တာအဲတရေနဲ့တွေ့တယ်ဗျာအဲကျုပ်တရေနဲ့တွေ့တယ်ဆိုရောခမရကငါသာတွေ့ရင်နဗန်းချင်းမာလို့ပြောခဲ့တယ်မဟုတ်လားအဲဒါကြောင့်ဖြစ်တာနေမယ်ဗျာအေးကွာငါတော့တခါရင်းနဲ့မှတ်သွားတော့တာပါပဲအဲကိုထုံးမြင့်မှာတရေကိုလုံးလုံးမချောက်တတ်တာမဟုတ်ဘူး အငဲစင်ကိုရင်ဝင်းစင်ကဆရာတော်ကြီးပြောပြထားခဲ့တဲ့တရေတစီနဲ့ပတ်သက်တဲ့အကြောင်းတွေကိုနားထောင်ခဲ့ပူပြီးတရေတစီကိုကြောက်လန့်နေရတာထက်တနာရမယ်ဆိုတဲ့စိတ်ထက်ကိုကင်ဆွဲထားသူလည်းဖြစ်တယ်။အတနည်းကဈေးရောက်ပြီးတဲ့အခါကိုထွန်းမြင့်တယောက်ဈေးမရောကျင်တော့အဈေးရောက်ရသည်မှလည်းလက်ထဲများများဆဆမဆုမိပင်နဲ့ရရဆဆနဲ့ကုန်ခန်းသွားတယ်။အဲဒါကြောင့်လက်ထဲငွေအလုံးရင်းရတဲ့လုပ်ငန်းတစ်ခုကိုလှုပ်ချင်တယ်။မိဘတွေမှာတောင်သူလက်သမားတွေဖြစ်တာမို့တောင်သူလှုပ်ဖို့အားပေး လဲလောက်တာကလည်းကိုထွန်းမြင့်နဲ့တိတ်ဆိတ်ကားတာမဟုတ်ဘူးငငယ်ကလေးကမိဘတွေလောက်ကင်နေလေယာတွေကိုကူညီပေးခဲ့ရတာကြောင့်လဲသမားတစ်ပိုင်းဖြစ်နေပြီအဲဒါပေမဲ့ကိုထွန်းမြင့်ထံမှာလဲပိုင်းမရှိဘူးအသက်အရွယ်ကြီးနေပြီဖြစ်တာကြောင့်မိဘလေကိုဝိုင်းလို့ဝိုင်းစားမလုပ်ချင်တော့အလေပိုင်းကလေးလုံရင်လည်းလေကားထွက်တဲ့စပားတွေကိုကြောင်းပြီးငွေကြေးများများဆဆရှားခြင်းနဲ့အဲစုခြင်းနဲ့အဲဒါကြောင့်ကိုထွန်းမြင့်မှာဂျွာနီချုံဆက်မှာဈေးတက်တာမယ်လေမြေတွေကိုရှာဖွေကြည့်မိတယ်အစည်းရောင်းရင်းနဲ့လက်ထဲစုမိဆောင်ပြီးတဲ့ ။ငွေကြီးလေးနဲ့လဲခွဲဈေးတွေမှာအစမတန်ကွာခြားနေပြန်တယ်။ကိုထွန်းမြင့်မှာလဲမြေဝယ်ဖို့အတွက်ရှာဖွေရင်းနဲ့စိတ်ထက်ကြလာခဲ့။မိုးကကြတော့မယ်။အခုထိလဲကဝယ်လို့မရသေးဘူး။စူဆောင်းထားတဲ့ငွေတွေမှာလည်းတတိတတိနဲ့ငါဤကြားချီစလို့ယွန်နေလာတယ်။အတရက်မှာရွာခံကိုဘောနဲ့တွေ့အကိုဘောမှာအစားနောက်တန်သူဖြစ်ပြီးတော့ယူယူဘောဘောနေသူဖြစ်တာကြောင့်ကိုဘောလို့အများကခေါ်ဆိုကြတယ်။အကိုထုံးမြင့်မှာမိမိကြုံတွေ့ရတဲ့အခက်အခဲတွေကိုကိုဘောကိုပြောပြတယ် အကူဘောကတည်တည်ချာချာနားထောင်ပြီးတော့အဒီမဲထွမြင်မင်းလဲလို့ခြင်းနဲ့ဆိုရင်တော့အလကားနေပါစေးနဲ့ရမယ်လဲတကွက်ရှိရေကွာအကူထွမြင်မျက်လုံးတွေအယောင်လက်သွားတယ်ဘလို့လဲလေးဗျာအနေဟိုအရင်ဆုံးမင်းကိုငါမေးမိမင်းတရေကြောက်တဲ့လားထွမြင်ယောက်ျားပဲဗျာတိတ်တော့မကြောက်တတ်ပါဘူးအေးမင်းဥဖိုးတောင်ကြီးကိုတည်တယ်မဟုတ်လားကွာဥဖိုးတောင်ကြီးလေရဲ့မြောက်ဘက်ကလဲခွက်ကလဲကန်းကြီးလို့ခေါ်ရေကွာ တရဲ့ရမ်းချောင်းလုံးလို့ဘသူမှမလုပ်ရဲချောင်းဥပိုးတောင်က တခါပြောမှုတယ်အဒီလေကို လုပ်ရဲတဲ့လူကိုအလကားနီးပါပေးမယ်တယ်ကွာဟန်ကြလိုက်တာဗျာကျုပ်ကိုဥပိုးတောင်စီကို ခေါ်သွားစမ်းပါအေးနောက်နေ့ကျခေါ်သွားမယ်ကွာဒါပေမဲ့အမေမကြောက်တတ်မှရမယ်နော်အဒီလေကိုလူတော်တော်များများစမ်းပြီးပြီကွာအကုံလုံးလက်လံပြီးပြေးရတဲ့လူကြီးပဲကွာရပါတယ်ဗျာကျုပ်စမ်းကြည့်မယ်အေးဒါဆိုမနေ့ပြန်မနေ့ငါးလခေါ်မယ်အတို့တွေဥပိုးတောင်စီကိုတွားကြတာပေါ့ကွာ ကိုထွန်းမြင့်မှာပျော်ရှင်စွာနဲ့အိမ်ကိုပြန်လာခဲ့တယ်။အိမ်ရောက်တဲ့အခါမှာမိဘတွေကိုဝမ်းသာအားရနဲ့ပြောပြမိ။အဖေကျုပ်တော်လေတကွက်ပိုင်တော့မေးဗျာ။အဖေဥဖိုးတောင်ကိုသိတယ်မို့လား။ဥဖိုးတောင်ကသူတို့လေရဲ့မြောက်ဘက်ကလေကွက်ကိုအကျုပ်ကိုအလကားနေပါစေနဲ့ပေးမိတယ်ဗျာ။အဲကိုထွန်းမြင့်ကအားရဝမ်းသာပြောပြီးမေမိဘနှစ်ပါးမှာအင်တင်တင်ဖြစ်သွားကြတယ်။ဟဲ့သား။ဥဖိုးတောင်ရဲ့မြောက်ဘက်ကအကွက်ဆိုတော့အဲ့ဒါလေကန်းကြီးပေါ့။ ဟုတ်တယ်လေမေအဲ့ဒါဘာဖြစ်လဲလေကန်းကြီးဆိုတာအချောင်းလန်ကြမ်းလွန်းလို့ဘသူမှလဲမလို့ရဲတဲ့နေရာပဲအလို့ရင်လေအဲ့ဒီလေဟာတီးနေမဖြစ်ထွန်းဘူးတဲ့တာရင်မင်းငွေတွေစုံးနေပါဦးမေကွယ်ဟောတားမှမကြောက်တတ်တာအမေဟာတားလှုပ်မေတားရမင်းဟုတ်မှလဲလှုပ်တော့ကွာမင်းငိမ့်ချမ်းကိုသိတယ်မို့လားဟောငိမ့်ချမ်းဆိုတာလူမိုက်ငိမ့်ချမ်းလားအေးကွာ အငင်းချမ်းကတရေနဲ့တော့နဘန်းဖက်လုံးနဲ့ကောင်းကွာအတရေကိုကြောက်စရာလို့မထင်နဲ့ကောင်းအဲ့ဒီကောင်းကအဲ့ဒီလေကိုအချိုးချောင်ရမလားဆိုပြီးလဲသွားလို့တာတရေတွေဝိုင်းချောက်ထဲလို့တခါတည်းမျက်ပြူဆိုင်ပြီးတော့ပြေးရတယ်ဟေ့စစ်ပြန်ညွှန့်ရွှေဆိုတာလည်းရှိသေးတယ်အဲသူ့ကိုသူစစ်ထဲကတော့ပြန်လာခဲ့တာအတရေလောက်ကတော့အပြော့ပဲဆိုပြီးတော့အဲ့ဒီလေကိုဝင်လို့တာအဲသူအိတ်တဲ့အချိန်တရေကသူ့နှစ်ဖူးကိုဖနှောင်းနေကြီးပောက်ထဲလို့ပြန်ပြေးလာရပါရော့ အဲကိုပါအေးရောဘာထူးလို့လေးကွာအဲသူ့ကြတော့လူသွားမနေပဲနဲ့လေပဲသွားဆိုင်တာအညာညာဆိုရင်ကောက်နံတွေအကုန်လုံးကိုမြေပေါ်ကနေဆွဲလံပြီးတော့စောက်ထိုးကြီးပြန်ဆိုင်ထားတာလေကွာနောင်နေကောက်ပြန်ဆိုင်လဲမနဲ့ရောက်ရောအဲ့ဒီလိုပဲဖြစ်ဖြစ်နေတာနဲ့မျိုးဘူဆုံးပါလေရောဟုတ်ပါတယ်သားရဲ့အနေအများပါတယ်မလုံဆန်းပါနဲ့အလူတွေပြောတာကအဲ့ဒီလေမှာအောက်လန်းစရာကထုံအိုမြုပ်ထားတယ်ဆိုလားတရေတွေမွေးထားတယ်ဆိုလားပဲ အလုပ်ပါနဲ့တားရတားလို့ချင်းအဖေလေခွက်ကိုခွဲပေးပါမယ်ကွာတော်ပါဖေအားကျုပ်စွန်းစားခြင်းလေကျုပ်တခါတော့တော့စမ်းကျင်သေးတယ်အဖေအားအမိဘနှစ်ပါးကကိုထွန်းမြင့်ကိုဖြောင်းပြမရတာကြောင့်တက်ပြင်းသာချလိုက်ကြတယ်အနောက်တနေ့မှာကိုပေါ်နဲ့တူကိုဖိုးတောင်းတို့အိမ်ကိုလိုက်သွားခဲ့ကြတယ်အကိုဖိုးတောင်းကိုအကျိုးကြောင့်ပြောပြတဲ့အခါမှာဦးဖိုးတောင်းကခေါင်းငြိမ်ရင်းတယ်အခုတော့မဝဲပါနဲ့ဩကွာတိုးကြတည်ရဲ၆တဲ့လေကိုလင်းညာရောင်းနေဆိုပြီးရွာကားလူတွေကငါ့ကိုပြောနေပါအောင်မေ မင်းမလို့ရဲလို့ထွက်ပြေးရင်လေမြေဘိုးတွေစွန့်ကုန်မအောင်မယ်ကွာအဲဒီလိုလှုပ်ကွာအမောင်ထုံးမြင့်အမင်းဒီလဲမှာတသီးလောက်တော့လှုပ်ကြည့်လိုက်အဲတသီးပြီးလို့တီးနံထွက်တယ်မင်းနေလို့အဆင်ပြေတယ်ဆိုရင်အဒီလဲကိုငါဈေးပေါ်ပေါ်နဲ့ရောင်းပြမယ်ဟုတ်ပြီလားအဲဥပိုးတောင်ရဲ့အကြံမှာတမာတမတ်ကြတာကြောင့်ကိုထုံးမြင့်လက်ခံလိုက်တယ်အမကြမီမိုးချလာခဲ့တယ်လဲသမားတွေလဲထွန်ကြတဲ့အချိန်လည်းဖြစ်တယ်အလဲကန်းကြီးမှာရွာနဲ့အတော်လှန့်လန့်မှတီးရှိတယ်လဲရဲ့တောင်ဘက်မှာဥပိုးတောင်တို့ရဲ့လဲတွေရှိပြီး လဲရဲ့မြောက်ဘက်နဲ့အရှေ့ဘက်မှာတော့တောအုပ်ကလေးတွေရှိအလဲရဲ့အနောက်ဘက်မှာတော့အသီးနှံဆိုင်ပြိုမရတဲ့ဖုံးစိုးမြေကြီးတခုရှိအလဲကန်းကြီးမှာရွာနဲ့အတော်လှမ်းတာကြောင့်သွားရလာရတာအချင်းကုန်နေအဲဒါကြောင့်ကိုထုံးမြင့်မှာလဲခွဲအစွန်ဖုံးစိုးမြေကြီးအနီးမှာလဲတဲ့အင်္ဂလီထိုးပြီးတော့တယောက်တည်းနေထိုင်အလဲထုံဖို့အတွက်မိဘထံကနေနွားတွေငှားပြီးတော့ထွန်းနေဥဖိုးတောင်တို့လည်းနေထိဆက်နေတဲ့နေရာမှာထိမ်မင်းကြီးတပင်ရှိရာကလွဲပြီးတော့ကျန်နေရာတွေမှာတော့အစ်ပင်ကြီးကြီးမားမားမရှိဘူး ကိုတွန်းမြင့်မှာလေဆောင်တဲမှာပထမဆုံးစိုက်တဲ့ညမှာအတေကောင်းရင်ကနေတောက်ခေါက်တန်ကိုကြားရတယ်။စင်းကြည့်တဲ့အခါဘယ်သူမှမရှိဘူး။အိတ်လိုက်ဖို့ကြံတဲ့အချိန်မှာလေတောက်ခေါက်တန်တွေထက်ကြားရပြန်တယ်။ကိုတွန်းမြင့်မှာတဲဘော်ကိုတက်လိုက်ဆင်းလိုက်နေပြင်ပန်းလာတာဖြစ်ပြီးတော့စိတ်မရှိတော့။အေးမင်းတို့တောက်ခေါက်ချင်ရင်တညာလို့ထိုင်ခေါက်ကြာဟိ။ငါတော့အိတ်ပြီးဟာ။အဲကိုတွန်းမြင့်ပြောလိုက်တဲ့အချိန်မှာတဲကလေးတစ်ခုလုံးငုံငနဲ့လှုပ်ခတ်သွားပြန်တယ်။အဲလူတယောက်ကတဲကိုကင်ဆောင်းလိုက်တဲ့ပုံစံမျိုးဖြစ်တယ်။ အခြားလူတွေဆိုရင်ထွက်ပြေးကြမှာဖြစ်ပေမဲ့ကိုထွန်းမြင့်ကတော့ကျွန်တော်တဲကနေပင်မထွက်ဖိနေ။လှုပ်ဟေးမင်းတို့လှုပ်တာငါ့ကိုပကန့်နဲ့ချော့သိမ့်နေသလိုပဲကွာလှုပ်တာ။အဲကိုထွန်းမြင့်ပြောလိုက်တဲ့အခါမှာတဲမှာမလှုပ်ရမ်းတော့ဘဲနဲ့ငြိမ်ကျသွားတယ်။အဲကိုထွန်းမြင့်မှာပေကက်ပြီးတော့အိတ်တယ်။တနေ့ကိုပင်မထားတာမို့လို့မကြခင်အချိန်မှာပဲအိတ်ပျော်သွားတယ်။ဘယ်လောက်ကြောင်အိတ်ပျော်သွားတယ်လဲမသိဘူး။မျက်ခွန်ကိုစူးချာချာလင်းအောင်တွေလာရောက်ထိုးနေတဲ့အခါမှာကိုထွန်းမြင့်တရားလန်လို့သွားတယ်။သူနိုးထလာတဲ့အချိန်မှာတဲပေါ်မှာမဟုတ်ဘဲနဲ့ ကတင်းရိုးကိုခေါင်းအောင်ပြီးတော့အိတ်နေတာဖြစ်တာကိုတွေ့လိုက်ရတယ်။တရဲတွေကတဲဘော်ကနေဆွဲချပြီးတော့ကတင်းရိုးပေါ်မှာပြစ်ထားခဲ့တာဖြစ်မယ်လို့တွေ့လိုက်မိ။အကိုတို့မြင့်မှာထွက်မပြေးပဲနဲ့တိုက်ွက်တမျိုးပြောင်းမယ်လို့တွေ့လိုက်မိ။အဲ့ဒီနေ့ညနေမှာသမင်းလေးလုံးချက်ဦးတည်တယ်။သမင်းကိုဇလုံးကြီးတစ်ခုအတွင်းကိုထည့်ပြီးတော့ငပိရင်ဟင်းအနစ်တွေနဲ့နေဖက်လိုက်တယ်။တဲအပြင်ကဝါပလက်ကလေးထိုင်ကလေးမှာထိုင်ပြီးတော့သမင်းစားတောက်လိုက်တယ်။အဲ့ဒီအချိန်မှာည9နာရီခန့်ရှိပြီအမိုးရသည်မို့လို့တိန်ညိုတိန်သားတွေကအိုဆန်းရစ်ဖွဲ့နေတာကြောင့ ာမန်ထက်ပိုပြီးတော့မှောင်မိုင်းနေတယ်လို့ထင်ရတယ်။အကိုထုံးမြင့်နဲ့ဘေးမှာထွန်းထားတဲ့ဘယောင်းတိုင်မိကွက်ကလေးကသာခက်မိတ်မိန်ကလေးဝင်းလက်နေတယ်။အကိုထုံးမြင့်ဘိုက်ွားတဲ့အခါမှာထမင်းမှာဇလုံးတဝက်ခန့်ကျန်နေသေးတယ်။ကိုထုံးမြင့်ကဇလုံးကိုကိုင်းလာရင်းနဲ့ကဲအကျန်းတဲ့ထမင်းတွေကိုဒီလေထဲမှာထိုင်နေကြတဲ့သူတွေအတွက်ကျွေးပါတယ်။စားကြပါတောက်ကြပါအမြဲတမ်းတော့မကျွေးနိုင်ဘူးနော်။အကိုထုံးမြင့်မှာအဲ့ဒီလိုပြောလိုက်ပြီးတော့ထမင်းဇလုံးကိုတဲကောင်းရင်အနီးမှာခြားထားလိုက်တယ်။ အဲ့ဒီနောက်တဲရှိမှရှိတဲ့ဝါပလက်ကလေးထိုင်ကလေးမှထိုင်ပြီးစေဘော်လေးကိုရတာခံတောင်းနေအဲ့ဒီချိန်မှာပဲလေကွင်းအလေကနေလူနှစ်ဦးဘွားကနေပေါ်ထွက်လာအနီးဘက်မှာအခြားလေဆောင်တဲတွေမရှိခဲ့ပြင်အခုလိုအချိန်မတော်တဲ့အချိန်သွာလာနေသူတွေမှလည်းလူမဖြစ်နိုင်ဘူးလို့ကိုထွန်းမြင့်သိလူနှစ်ဦးမှကိုထွန်းမြင့်ရှိရာကိုဥတီလာကြတယ်လူတဦးမှတာမန်လူသားရွယ်ဖြစ်ပေမဲ့ကျန်တဦးမှတော့ကိုထွန်းမြင့်စီကိုလမ်းလျှောက်လာရင်အရက်ကြီးကတဖြည်းဖြည်းနဲ့ရှေးလာတယ် ဝါဒပြန်အရွယ်ခန်းကနေတဖြည်းဖြည်းထမ်းမြင်ကြီးတပင်အမြင့်အရွယ်စာဖြစ်လာအဲ့ဒီလူနဲ့ဦးမှာကိုထွန်းမြင့်ချပေးတဲ့ထမင်းစလုံးကိုစားတော့ကြတယ်အရဲရဲ့ကြီးနဲ့တရဲကြီးမှာဝါလုံးလိုပင်ရှည်လျားလာတဲ့လက်နဲ့နှာယူပြီးတော့စားတော့တယ်စားတော့ပြီးတဲ့အခါမှာတာမန်အရွယ်တရဲမှာကိုထွန်းမြင့်ကိုပြုံးပြတယ်အဲ့ဒီလူမှာတကိုယ်လုံးအိုးမဲတွေတုတ်ထားသလိုနတ်မောင်နေပြီးတော့မျက်လုံးနဲ့ပဲဆက်တာအဖြူရောင်ဖြစ်နေအထမ်းမြင့်ကရဲရဲ့တရဲကြီးမှာပလက်ကလေးတိုင်းပေါ်မှာထိုင်းနေတဲ့ကိုထွန်းမြင့်ကိုလာရောက်ငုတ်ကြည့်ပြီးတော့ပြုံးပြတယ် အဲ့ဒီတရေကြီးရဲ့ဗဇက်ထဲမှာလည်းသွားနှချောင်းသာငေါငေါကလေးရှိကိုတွုံးမြင့်မှာကြောင်မဲမသိအောင်ကြောင်လန့်နေမိအဲ့ဒီလူနှစ်ဦးမှာလေခွင်အတွင်းကိုပြန်ဆင်းသွားချပြီးတော့ပျောက်ကွယ်သွားတော့တယ်အဲ့ဒီညမှာထူးထူးဆန်းဆန်းပဲကိုတွုံးမြင့်တရောဘာနှောက်ချက်မှမခံရတော့အကိုတွုံးမြင့်မှာအဲ့ဒီနောက်ပိုင်းမှာအချောင်းလန့်သိမခံရတော့ဒါပေမဲ့တရေတွေမှာအတန်ပြီးတာအနံ့ပြီးတာတွေရှိအဲ့ဓာတွေကိုလေကိုတွုံးမြင့်ကတရေက သူ့အလို့သူလှုပ်တာငါလဲငါလို့လှုပ်မှာပေါ်လို့တွေးပြီးတော့တိတ်အလေးနဲ့မထားတော့ အဆွေမျိုးသားချင်းအပေါင်းအသင်းတွေကကိုထွန်းမြင့်လေထဲမှာတေးနေပြီလားလို့နေတိုင်းလာရောက်ကြည့်ရှုကြတယ်။အတေးရဲ့မှာကိုပွန်းရောက်လာခဲ့တယ်။ဟေးကောင်ထွန်းမြင့်အမင်တကယ်ကြီးဒီမှာနေတာဟုတ်လား။ဟုတ်တယ်လေကိုပေါ်အခုဆိုရင်ထွန်းရီတော်ညံ့နေပြီ။မျိုးတွေလည်းတန်းနေပြီ။ရှေးဘက်လောက်ကျရင်တော့ကောက်ဆိုင်ရတော့မယ်။ဟောမင်းကတော့အာကလိုပဲထွန်းမြင့်ကြီး။ငါကမင်းတရေ6ခန်းထိအောင်လို့ဆိုပြီးတီချံကိုတမင်ပေးလိုက်တာကွာ။အမင်းကတော့ဒီမှာဟန်ကြနေပါလား။ အနေပါဦးအမင်းကိုတေးမချောက်ဘူးလား၆တာမှာပြောမနေပါနဲ့ဗျာပုံစံမျိုးစုံတွေကို၆တာအဲဟိုနေ့ကတမ်းပင်လောက်ရှိတဲ့တေးရဲ့ကြီးကကြုတ်ကငုံကြည့်တယ်ဗျာသူမျက်နှာကြီးကတော်တော်ဆိုးဆိုးဗျာသွားကလည်းနှစ်ချောင်းပဲပါတယ်ဟာဗျာမင်းမချောက်ဘူးလားထွန်းမြင့်ရစိတ်ထဲတော့ကြောက်တာပေါ့ဗျာဒါပေမဲ့တေးကသူ့လို့သူလှုပ်တာဆိုပြီးဒီလိုပဲဖြေတွေးနေရတာပေါ့အေးပါအေးပါလှုပ်ထားစမ်းပါ မင်းလိုကောင်ကနောက်ဆိုတေးရမနဲ့တွေ့ပြီးညနေဦးမလားမပြောတတ်ပါဘူးကွာအဲကိုတို့မြင့်မှာညာအိတ်ခံနေတဲ့အချိန်မှာဘုရားကိုကြာကြာနာနာရှစ်ကိုးတယ်အစာပိုင်းရက်တွေမှာအဲ့ဒီလိုဘုရားရှစ်ကိုးတဲ့အခါတေးရံကိုပုတ်တာခေါင်းမိုးပေါ်မှာတကြောင်းကြောင်းနဲ့လမ်းလျှောက်နေတာကိုကြုံတွေ့ရတယ်အဲ့ဒီကကိုတို့မြင့်မှာတေးရဲတစီကိုရည်စူးပြီးတော့မေတ္တာပို့တယ်အမြတမ်းပေးဝေတယ်သုံးရက်ခန့်ကြာတဲ့အခါမှာတေးရဲတွေကဘုရားရှစ်ကိုးရင်မနှောက်ရက်တဲ့ပြင်တဲပေါဝတ်မှာနောက်ပြန်ကြီးလာလာထိုင်နေတတ်တယ်အဲကိုတို့မြင့်မှာတေးရဲတွေကိုတွေ့တာနဲ့ ဲ့ကောင်လေးအမင်းတို့ဒီမှာဘာထိုင်လုပ်နေကြတာလဲအတကူလုံးမဲနေနေတဲ့တေးကြီးကမင်းဘုရားရှိခိုးမေတ္တာပို့ရင်ဒိုးတွေနေရတာအေးချမ်းလို့ပါကွာအဲ့ဒီတေးကြီးမှာစကားပြောတတ်ပြီမဲအကျန်တေးရဲ့၃လေးကောင်မှာစကားမပြောတတ်ဘူးဦးဦးအားအတန်တွေသာပြုတ်တယ်အေးအဲ့ဒါဆိုရင်လေအေးနေကွာအဒါနဲ့ငါကြားဘူးတာကပရာလောကသားတွေဆိုတာအစင်းစင်အုတ်ချုပ်နေထိုင်ကြတဲ့တေးကွာအမင်းတို့တွေကိုရောအုတ်ချုပ်နေတဲ့သူမရှိဘူးလား အဲ့ဒီခါမှာတရေကြီးမှာလေခွင်းအဆက်မှာထိမ်မိန်ကြီးကိုလက်ညှိုးထိုးပြတယ်။ထိမ်မိန်ကြီးမှာရုပ်ကဆိုးရှိတယ်။အဲ့ဒီလိုခက်ပြက်ပြက်ပြောကြပြီးတော့တရေတွေမှာလေတွင်းကိုပြန်ဆင်းသွားကြတယ်။အေကိုတွန်းမြင့်မှာတဦးတည်းနေသူဖြစ်တာကြောင့်အိမ်သားဆိုပြီးတော့တတ်တတ်မတ်မတ်မထားခဲ့ဘူး။အလေးသွားဖို့အတွက်မြေချင်းတစ်ခုကိုတူးထားပြီးတော့အပေါ်ကနေထန်းလန့်နဲ့ဖုံးထားတယ်။အပေါ်ကတော့ကြုံရင်ကြုံတဲ့နေရာသွားတတ်တယ်။အဲ့တညမှာကိုတွန်းမြင့်တရားတရေနိုးလာ အပေါ်လွန်သွားကျင်လာတာကြောင့်တဲဘော်ကနေဆင်းပြီးတော့တဲချင်းရဲ့ဘက်တနေရာမှာမက်တက်ရက်ပြီးအပေါ်သွားမိတယ်။အဲ့ဒီချိန်မှာတူဆန်းနဲ့မှုရင်းနဲ့တခုကနှကောင်းတွင်းကိုဝင်လာတယ်။အေကိုထွန်းမြင့်အရှိမလူတယောက်ဘွားကနေပေါ်လာတာကြောင့်ကိုထွန်းမြင့်မှာထိတ်လန့်သွားမိတယ်။ပေါ်လာတဲ့သူမှယောက်ျားမဟုတ်ဘဲနဲ့မိန်းမဖြစ်နေတယ်။အစင်းရောင်ဝမ်းဆက်ကိုဝတ်ဆင်ထားပြီးတော့နတ်မောင်တန်ဆွမ်းနဲ့စပင်ရှည်ကြီးမှလည်းခြေပနောင်နီးကိုဝဲကြနေတယ်။အဲ့ဒီမိန်းမရဲ့ခန္ဓာကိုယ်ကလာရောက်လို့ပဲအလင်းတွေဝင်းလန့်နေပြန်တယ်။အဲ့ဒီမိန်းမရဲ့ရုပ်ရည်မှာ အဲ့ဒီခေတ်ကခေတ်စားနေတဲ့ရုပ်ရှင်မင်းသမီးတွေဖြစ်တဲ့ထထမူနန္ဒာလိုင်းလုံးနဲ့နှိုင်းရှင်လို့မရလောက်ချုံမော်လာတယ်။အကိုထုံးမြင့်မှာမင်းမင်းဘယ်သူလဲ။ရှင်ကိုကြုတ်လာတတိပေးတာ။ကျုပ်ကထိန်ပင်မာနေတဲ့ယောက်ကစိုးပဲ။ဟာယောက်ကစိုးဆိုတာယောက်ျားတွေပဲရှိတာလို့သိခဲ့တာပါ။အခမရခမင်းမဖြစ်နေပါလား။အပူတွေပြောမနေပါနဲ့။ဒီလယ်နဲ့ဒီကွင်းကိုကြုတ်ပိုင်တယ်။ကြုတ်ပိုင်တဲ့နေမြေမှာအပေါ်လေးကို စီးမရှိကမ်းမရှိပဲနဲ့သွားတာမကြိုက်ဘူးအရင်လူတွေဒီလိုလှုပ်လို့မောင်းထုတ်ခဲ့တာများပြီရှင်ကကျုပ်ရဲ့အောက်လက်ငယ်သားတွေနဲ့တီကျွမ်းနေတဲ့အတွက်ရှင်ကိုတတိလာပေးတာနောက်တစ်ခါကျူးလွန်ရင်တော့ရှင်ကျုပ်အကြောင်းသိပြီ အနေပါဦးဗျာအဒါဆိုကျုပ်ကဘယ်နေရာအပေါ်လေးသွားရမှာလဲဗျရှင်တူးထားတဲ့နေရာအဲ့ဒီနေရာမှာပဲသွားပါအဲ့ဒီနေရာကိုတော့ခွင့်ပြုတယ်ဒါပေမဲ့အနံ့လုံအောင်တော့လုပ်ရှင်တို့ရဲ့မက်ဆင်အနံ့တွေကတိတ်နန်းစော်လုံးနေဟုတ်ကဲ့ အလုပ်ပါမယ်ဗျာအလုပ်ပါမယ်အဲကိုထွန်းမြင့်ကတိပေးတဲ့အခါမှာအဲ့ဒီယောကစိုးမမှာပျောက်ကွယ်သွားတယ်အဲနောက်တနေ့မှာပဲကိုထွန်းမြင့်မှာအဲ့ဒီနေရာမှာကျင်းနဲ့နဲ့တူပြီးတော့အိမ်သာတစ်ခုကိုလည်းလုံလုံချုံချုံခန်း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 တိဆောက်လိုက်ရတယ်အခုလိုတွေးကြရနေရအပေါ်မသွားတော့ပဲအိမ်သာကိုပြေးပြီးတော့အပေါ်သွားရတယ်အဲမျိုးပင်တွေတန်လာတဲ့အခါမှာကောက်ဆိုင်ဖို့ပြင်ဆင်ရတယ်ကိုထွန်းမြင့်မှာကောက်ဆိုင်တမလေးတွေကိုငားရင်ထားတယ်ကောက်ဆိုင်တမလေးတွေမှာလည်းတမနဲ့ခင်းလုံးကောက်ဆိုင်ပြီးတော့တမင်းစားပြီးတဲ့အချိန်မှာ တကူလုံးကုတ်ဖဲပြီးတော့လူးလိမ့်နေကြတယ်။အကိုထုံးမြင့်မှာပြပြသလင်းနေ။ဟာဟာနင်တို့ဘာဖြစ်ကြတာလဲ။ရားတယ်။ဝီလီယာဒီကင်ပြီးတယ်လို့ရားတယ်။ဟာမဟုတ်တာပဲဟာ။ဒီနားမှာဝီလီယာဒီမှာမရှိတာပဲဟာ။အကိုထုံးမြင့်ခေါင်းကုတ်နေရပြီ။ကောက်ဆိုင်သမား6ယောက်မှာရားလုံးနာကြောင်းကုတ်ဖဲနေရပြီ။တကူလုံးမှာလည်းအင်ပြင်းလိုပဲအနီရောင်ဖူးပိန်တွေထွက်ပေါ်လာတယ်။မှန်မှန်ပြောစမ်း။နင်တို့တခုခုအမားလုပ်ထားတာရှိတယ်မို့လား။ ကျုပ်တို့ကဘာအမှလုပ်ရမှာလဲတော့အနေနို့အပေါ်လေးတွေတွားကြသေးတယ်မဟုတ်လားအပေါ်ဘာလောက်ကတော့ကောက်ဆိုင်ရင်လည်းကစင်းဆက်မှာတွားလိုက်တာပဲကိုထွန်းမြင့်ဟာပြဿနာတော့တက်ပြီဟေးအကိုထွန်းမြင့်မှာထိမင်းကြီးစီကိုပြေးလာခဲ့တယ်အထိမင်းမာနေတဲ့ရုပ်စိုးမကြီးခင်ဗျာအဲသူတို့မသိလို့လုံးမိတာပွင့်မယူပါနဲ့အဲနောက်နောက်ဒီလိုမဖြစ်စေရပါဘူးလို့ကျုပ်အာမခံပါတယ်အဲသူတို့ကိုခွင့်လို့ပေးပါ အကိုတို့မြင်ပြောဆိုပြီးတဲ့အချိန်မှာပဲကောက်ဆိုင်သမားတွေမှမရရန်ကြတော့နောက်ဆိုငားလေတဲ့လာရင်တွေ့ကြရနေရအပေါ်လေးမှာတွားနေဟာအဲတွားချင်းတင်းနောက်ဘက်ကအိမ်သာကိုပဲတွားဟုတ်ပြီလားအတီမီကမြေကျန်းနေဟာမသိပါဘူးကိုထုံးမြင့်ရေကျုပ်တို့တော့ဒီလိုပဲတွားနေကြပါအေးဒီလေကတခြားလေနဲ့မတူဘူးဟာဒီလေကလေကန်းကြီးဟာလေကန်းကြီးနင်းတို့အသေးသွားမယ်ဘာမှန်လဲအဲကောက်ဆိုင်သမားလေးတွေမှာကြောက်လန့်သွားကြတယ် အဲ့ဒီချိန်ကစပြီးတော့ကိုထွန်းမြင့်လေထဲမှာမဟုတ်တာမလုပ်ရဲတော့ကိုထွန်းမြင့်မှလည်းလေထဲရောက်လာကြသူတွေကိုအဲ့ဒီအကြောင်းကိုပြောပြီးတော့ခြောက်လန့်ထားရတယ်။စဘာပေါ်နေပြီဖြစ်တယ်။အဲကိုထွန်းမြင့်စဘာကင်းမှာအထွက်တိုးလာပြီ။ဥပိုးတောင်းကတော့မြေရိုင်းဖြစ်တာကြောင့်မြေစီတက်ပြီးတော့အထွက်တိုးရတယ်လို့ပြောတယ်။စဘာအတွက်ချိန်မှာကြွက်စာကလေးတွေလိုပဲစဘာဖြစ်တဲ့အကောင်တွေကြာရောက်ကြပြီမေ။ကိုထွန်းမြင့်အခင်းမှာကြွက်တဲ့ကောင်များမရှိ။စာကလေးမှလည်းကွင်းပေါ်ကနေဖြတ်ပြီးမပြန်ဘူး။ အဲ့ဒါကလည်းဘရာလောကသားတွေရဲ့အကူအညီကြောင့်ဖြစ်မယ်လို့ထင်ရတယ်။ယောကဇိုးမနဲ့ကိုထွန်းမြင့်မှာပုံမခင်းမင်းလာတယ်။ကိုထွန်းမြင့်မှာထိမ်မင်းကြီးအောက်မှာစင်မီထွန်းတာအမွှေးနဲ့သာတိုင်တွေထွန်းတာလက်ဖက်ကွင်းရာတွေကိုကျုံရင်ကျုံတယ်လို့တင်မြောက်လို့ရှိ။စဘာရိတ်သိမ်းပြီးတဲ့အချိန်မှာကိုထွန်းမြင့်ထံကိုယောကဇိုးမရောက်လာတယ်။ရှင်ကစဘာသာပေါ်တယ်။အလူဒန်းလေးပါလိလည်းမလုပ်ဘူး။ဟာစဘာကခုမှပေါ်တာဟာပထမဆုံးယာသည်ဆိုတော့ငွေကဒီလောက်မမြတ်သေးဘူး။ စိုက်ဖို့ပြိုးဖို့ခြေထားပြုထားတဲ့ငွေတွေလည်းပြန်ဆက်ရအောင်မယ်အလူပေးဖို့ထီလောက်တော့လက်ထက်ပတ်စံမရှိသေးဘူးဟာဒါဖြင့်ကြုတ်ပေးမယ်ယူမလားဟာအနည်းကဘာပေးမှလဲရွှေဦးတွေဘာတွေမြုပ်ထားတာရှိလို့လားတခြားတော့မဟုတ်ပါဘူးခြေကနန်းပေးမယ်ရှင်ပေါအောင်သာထိုးပေါ့ရင်အလူလှုပ်ပေါ်အေးအဒါဆိုရင်လည်းပေးဟာအယောကစိုးမမကကိုထုံးမြင့်ကိုကနန်းအုံလုံးရွတ်ပြတယ်ကိုထုံးမြင့်ကလည်းအဲ့ဒီကနန်းကိုအသေးချာမှတ်သားထားလိုက်တယ် စဘာပေါ်ပြီးတဲ့အချိန်မို့လို့ကိုထွန်းမြင့်မှာရွာထဲမှာပြန်နေထိုင်တယ်။သုံးလုံးဒီချဲထွက်ဖို့ရက်ကလည်းနီးကပ်လာပြီဖြစ်တယ်။အတရက်မှာတော့ဘုန်းကြီးเจ้าကိုဆုံးကြိုက်သွားပုံရင်နဲ့ရွာသားတွေနဲ့စကားလက်ဆောင်ကြတယ်။စကားပြောရင်းနဲ့ချဲเจ้าတွေရောက်သွားတယ်။ထွန်းမြင့်မင်းရောဘာကနန်းချထားသေးလဲကွာ။အကိုထွန်းမြင့်မှာရုပ်ကစိုးပေးထားတဲ့ကနန်းကိုပြောချလိုက်တယ်။မိမိလည်းအဲ့ဒီကနန်းကိုကြေးကြီးကြီးနဲ့ထိုးလိုက်တယ်။ချဲထွက်လာတဲ့အခါမှာကနန်းသုံးလုံးမှာတက်တက်ဆင်အောင်လွှဲတယ် ော်ထုံးမြင့်တယောက်ဒေါသထွက်ထွက်နဲ့လေထဲကိုဆင်းလာခဲ့။ချိန်ပင်အောက်ကိုသွားပြီးတော့ရုပ်ကစိုးမကိုရန်သွားတွေ့။အနန်းကရှင့်ကိုပဲပေးတာလေ။တခြားသူတွေကိုပေးတာမှမဟုတ်တာ။ဒါဖြစ်ရင်ငါသူများတွေကိုရှောက်ပြောလို့မပေါက်တာပေါ့ဟုတ်လား။ကန်ဆက်တဲ့လူအချင်းချင်းမှရတာအရှင်။ရှင်ကလူတကာကိုပြောလိုက်တော့လူတိုင်းကရှင့်လိုကံမျိုးရှိတာမှမဟုတ်ပဲ။အေးဟာငါသိပြီ။အဲဒီတခါငါဘသူ့ကိုမှမပြောတော့ ရုပ်ကစိုးမမှာကိုထွန်းမြင့်ကိုကနန်းသုံးလို့ပြောပြန်တယ်။ကိုထွန်းမြင့်မှာတခါသေးဘူးပြင်ဖို့နားလေဆိုသလိုမှတ်သွားတာကြောင့်ဘသူကမှမပြောတော့ဘူး။ရွာထဲကလူတွေမှာကိုထွန်းမြင့်ကိုဝိုင်းဝန်းလောင်ပြောင်းနေကြသေးတယ်။ရုပ်ကစိုးပေးတဲ့ကနန်းမှာထွက်မလာတာကြောင့်တရွာလုံးချဲဖို့အတော်ရှုံးသွားတယ်လို့ဆိုတယ်။ကိုထွန်းမြင့်မှာရုပ်ကစိုးပေးတဲ့ကနန်းကိုငွေ3000ပေါ့ထိုးလိုက်တယ်။အဲ့ဒီခေတ်က3000ဆိုတာငွေပမာဏမှာတိတ်နေတာတော့မဟုတ်လောက်။အချင်းကနန်းထွက်တဲ့အခါမှာအဲ့ဒီကနန်းထွက်လာတယ်။ကနန်းသုံးလုံးမှာရုပ်ကစိုးမှပြောတဲ့အတိုင်းပဲအစင်လိုက်ဖြစ်တယ်။ ဝထုံးမြင့်တရားကရောချင်းငွေရရှိပြီးတော့လက်ထဲမှာငွေများများစားစားကင်မိလာတယ်။အဲ့ဒီအခါမှာယောကစိုးမှပြောတဲ့အတိုင်းအလူတန်းလုတ်တယ်။လေခွင်းထဲကလူတွေကိုလည်းအမျှပေးဝေတယ်။လေကန်းကြီးကိုဝယ်ယူလိုက်ပြီးတော့လေကန်းကြီးနဲ့ပေကအမြိုင်းတွေကိုပင်ဝယ်ယူလိုက်နိုင်တယ်။ဒါပေမဲ့ယောကစိုးမနဲ့တရားတွေမှာမကြွတ်လွတ်ကြဘူး။ကုသိုလ်ကောင်းမှုတော့ရရှိသွားကြဟန်တူတယ်။အဲ့တရက်မှာရွာထဲမိသွေးဖုတ်တဲ့လူတစုမှာဒိမင်းကြီးကိုခုတ်လဲပြီးတော့မိသွေးဖုတ်လိုက်ကြတယ်။ကိုထုံးမြင့်ကရွာမှာပြန်နေတာကြောင့်အဲ့ဒီဖြစ်ကိုမသိလိုက်ဘူး။ အညာရောက်တဲ့အခါမှာအိမ်ပေါ်ကိုယုတ်ကစိုးမတက်လာပြန်တယ်။ယုတ်ကစိုးမကမျက်လုံးမှလည်းမိဝင်ဝင်တောက်နေသလိုဝင်းလန့်နေတယ်။မင်းမင်းအိမ်ကိုဘာလာလောက်တာလဲ။ငါပင်ကိုမိသွေးဖုတ်တဲ့လူတွေလဲသွားကြပြီ။ဒါကြောင့်ငါရွာတော်ရှင်ကိုခွင့်တောင်းပြီးတော့ရွာထဲကိုဝင်လာခဲ့တာ။ငါပင်ကိုလဲသွားတဲ့လူတွေအကုန်လုံးအသေးစိုးနဲ့တေးအောင်ငါလှုပ်ပြင်မယ်။အမိသွေးဖုတ်တဲ့သူတွေမှာကိုထွန်းမြင့်တို့နဲ့ဆွေမျိုးမကင်းတော်သူတွေဖြစ်တယ်။ဟာမလှုပ်ပါနဲ့ဟာ။ သူတို့မှလည်းသားမယားတွေနေပါဟာကျုပ်ပင်ကိုတင်းတို့လှဲ့သွားတာပဲကျုပ်မှနေစားမှမရှိတော့တာအဒါဆိုငါနေစားပြန်ပြီးမယ်နင်းကျင်းနဲ့မလားရုပ်ကစိုးမမှာနှုတ်ဆိတ်နေအဒီလိုလှုပ်ပါလေကန်းကြီးရဲ့မြောက်ဘက်ကတောအုပ်ထဲမှာအုံနေပင်ကြီးတပင်ရှိ အခုငါကအဲ့ဒီတောအုပ်ကိုဝယ်လိုက်ပြီဆိုတော့အဲ့ဒီပင်တွေအကုန်လုံးကငါပင်တွေပဲအဲ့ဒီအုံနေပင်ကြီးမှာနေနေပါနင့်ကိုငါခွင့်ပြုတယ်ယောဂဇိုးမမှာတောက်တစ်ချက်ခောင်းရင်းနဲ့အိမ်ပေါ်ကနေပြန်ဆင်းသွားတယ် ဒါပေမဲ့လည်းနောက်တနေ့မှာမိသွေးဖုတ်တဲ့လူတွေမှာရံဖြစ်ပြီးတော့အချင်းများကြရင်လည်းတယောက်နဲ့တယောက်ရိုင်းနေကြတယ်။ဒါပေမဲ့တေးလောက်တဲ့တန်ရာတွေမရသွားကြသည်မှာတတ်တာတယ်လို့တွေးမိတယ်။အဲဒီချိန်ကစပြီးတော့ရုပ်ကစိုးမမှာအုံနေပင်ကြီးမှာနေထိုင်တော့တယ်။ကိုထွန်းမြင့်မှာအသေးပင်တွေခုတ်ပြီးလက်မြေတွေကိုတိုးချဲ့ပေးမယ်လေ။အုံနေပင်ကြီးနဲ့အနီးပါးကပင်တွေကိုကွက်ကွက်ကလေးခြံထားခဲ့တယ်။အခုချိန်ဒီကိုထွန်းမြင့်လေကွက်ကိုရွာသားတွေကလေကန်းကြီးလို့ခေါ်ဆိုနေကြဆဲဖြစ်တယ်။ ဒါပေမဲ့အဲ့ဒီလေတွေမှာမကန်းတဲ့အပြင်စဘာရာသီရောက်တိုင်းရှေးဝါရောင်စဘာတွေကရိမ့်ရွယ်လို့နေပါတော့တယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဇလန်းလေးကတော့ဒီနေရာမှာပြီးဆုံးသွားပါပြီ။အာပိနာစင်ကြရတဲ့ပြည်သက်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ။